င်္ဂလာပါခင်ဗျာအခုချိန်အားစပြီးတော့2025ခုနှစ်အောက်တိုဘာလ24ရက်နေ့ညပိုင်းမှာတင်ပြပေးမယ့် Radio NUG ရဲ့စီးရီးသတင်းများကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါရယ်ခင်ဗျာကျွန်တော်ကတော့ຫນွေဦးနိုင်ပါအခုပထမဆုံးတစ်ပုတ်အနေနဲ့အဂျမ်ဘတ်စီအုပ်စုဟာကလေးငယ်တွေအပါအဝင်အရသာပြည်သူတွေကိုလူသားတိုင်းအဖြစ်အသုံးပြုပြီးတော့မိုင်းငွေ့တွေကိုအတင်းကျပ်ဖျက်ရှောက်ခိုင်းတာတွေရှိနေတဲ့သတင်းကိုတင်ပြပေးပါမယ် အကြံဘက်စီအုပ်စုဟာကလေးငယ်တွေအပါအဝင်အရသာပြည်သူတွေကိုလူသားတိုင်းအဖြစ်အသုံးပြုပြီးတော့မိုင်းကွင်းတွေကိုအတင်းအကျပ်ဖျက်ဆော့ခိုင်းတာတွေရှိနေတယ်လို့ကုလဆိုင်ရာမြန်မာတမ်းအမတ်ကြီးကပြောကြားလိုက်ပါတယ်။အကျဉ်း80မြောက် ကုလသမဂ္ဂအထွေထွေညီလာခံအထူးနိုင်ငံရေးနဲ့ကိုလိုနီနယ်မြေများလွတ်မြောက်ရေးကော်မတီက Assistant in Mine Action ခေါင်းစဉ်နဲ့ပြုလုပ်တဲ့ဆွေးနွေးမှုအစည်းအဝေးမှာကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တမ်းအမတ်ကြီးဦးကျော်မိုးထွန်းကအခုလိုပြောကြားလိုက်တာဖြစ်ပါတယ်။မြန်မာနိုင်ငံဟာမြေမြုပ်မိုင်းနဲ့ပေါက်ကွဲစီတတ်တဲ့ ့စစ်လက်နက်ပစ္စည်းတွေကြောင့်ကမ္ဘာပေါ်မှာသိဆုံးမှုအများဆုံးနိုင်ငံအဖြစ်ရောက်ရှိနေပြီလို့လည်းအတိအပြီးပြောကြားခဲ့တာပါအကြံပေးစီအုပ်စုကအရက်သားတွေနဲ့ကလေးငယ်တွေအပါအဝင်ပြည်သူလူထုကိုလူသားတိုင်းအဖြစ်အသုံးပြုပြီးတော့မိုင်းငွင်းတွေတဲကိုအတင်းအကျပ်ဖျက်ဆောက်စေခိုင်းတာတွေရှိနေတယ်လို့သတင်းရင်းမြစ်တွေကလည်းဖော်ထုတ်ထားပြီးဖြစ်တယ်လို့မြန်မာအသံမှတ်ကြီးကအစည်းအဝေးတက်ရောက်လာသူတွေကိုရှင်းပြခဲ့ပါတယ် ဒါဟာဂျနီဗာကွန်ဗင်းရှင်းကိုပြင်းပြင်းထန်ထန်ချိုးဖောက်နေတာဖြစ်ပြီးတော့အရသာပြည်သူလူထုအစုလိုက်အပြုံလိုက်ထိခိုက်နာကျင်စေဖို့ရည်ရွယ်တာလည်းဖြစ်တယ်လို့ထောက်ပြခဲ့ပါတယ်။ စီအုပ်စုရဲ့ရက်ဆက်ကြမ်းကြုတ်မှုတန်းကိုမြန်မာကလေးငယ်တွေအစိုးရအဆုံးခံစားနေရပြီးတော့2024ခုနှစ်တနှစ်တည်းမှာတင်ကလေးငယ်800ကျော်တည်ဆုံဒဏ်ရာရရမှာအနည်းဆုံး300ခန်းဟာမိုင်းတွေနဲ့ပောက်ကွဲစီတက်တဲ့စစ်ကျွင်းစစ်ကြံတွေကြောင့်ဖြစ်တယ်လို့လည်းမြန်မာတမ်မန်ကြီးကဆက်လက်ပြောကြားခဲ့ပါတယ်။အကြံဖက်စီအုပ်စုဘက်ကပြည်သူလူထုအပေါ်ရက်ဆက်ကြမ်းကြုတ်မှုတွေကျူးလွန်ခွင့်ရနေတာဟာအချို့သောအဖွဲ့ဝင်နိုင်ငံတွေကစီအုပ်စုကိုစစ်လက်နက်ပစ္စည်းတွေတိုက်လေယာဉ်တွေလေယာဉ် စစ်ဘက်အရက်ဘက်နှမျိုးသုံးပစ္စည်းတွေနဲ့နေပညာတွေရောင်းချတာလွှဲပြောင်းပေးနေတာတို့ကြောင့်ဖြစ်တယ်လို့လည်းထောက်ပြခဲ့ပါတယ်။ဒါကြောင့်စစ်အုပ်စုကိုထောက်ပံ့နေတဲ့အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့စစ်အုပ်စုကိုဗန်ဒါရီနဲ့စီအေးအကူအညီပေးတာတွေချက်ချင်းရပ်တန့်ဖို့လိုပြီးတော့အခြားအဖွဲ့ဝင်နိုင်ငံတွေနဲ့နိုင်ငံတကာအတိုင်းအဝန်အနေနဲ့လည်းလက်နက်တွေဗန်ဒါငွေတွေတိုက်လီရင်စီတွေနဲ့စစ်ဘက်အရက်ဘက်နှမျိုးသုံးပစ္စည်းတွေစစ်အုပ်စုထံစီးစင်းနေတာတွေဖျက်တောက်တဲ့နည်းနဲ့မြန်မာပြည်သူတွေကိုကူညီပေးကြဖို့မြန်မာအသံအမတ်ကြီးကအလေးထားတောင်းဆိုထားတာပါ။ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့တိုင်းဒေသတော်လှန်ရေးအဖွဲ့အစည်းတွေဒေသတွင်းလူသားချင်းစာနာထောက်ထားမှုကွန်ရက်တွေအမျိုးသမီးနဲ့မတန်ဆွမ်းသူများဥဆောင်တဲ့အဖွဲ့တွေအရက်ပတ်မိဘအဖွဲ့အစည်းများနဲ့ပူးပေါင်းပြီးတော့မြေမြုံမိုင်းနဲ့ပေါက်ကွဲစည်းတက်တဲ့စစ်လက်နဲ့ပြည်စည်းများရှင်းလင်းဖေတာအရက်သားတွေနဲ့ထိခိုက်ခံရသူတွေနေရဲဆုံးခွာရသူတွေအတွက်အသက်ကယ်ဆယ်မှုအကူအညီတွေလုပ်ပေးနေတယ်လို့မိုင်းအန်တီရဲ့အသိပညာပေးတာခန္ဓာကိုယ်အစားထိုးအစိတ်အပိုင်းတွေအပါအဝင်ပြန်လည်ထူထောင်ရေးထောက်ကူပြုအစီအစဉ်တွေအကောင့်ထည့်ဖို့ဆောင်ရွက်ပေးနေတယ်လို့အစည်းအဝေးတက်ရောက် လာသူတွေကိုအတိအပြည့်ပြောကြားခဲ့ပါတယ်။ဒါကြောင့်မြန်မာပြည်သူတွေခံစားနေရတဲ့ဆင်းရဲဒုက္ခတွေအဆုံးသတ်နိုင်ဖို့ကြိုးစားနေတဲ့အမျိုးသားညီညွတ်ရေးအစိုးရနဲ့မြန်မာပြည်သူတွေအပေါ်ထောက်ခံကူညီပေးကြဖို့ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေနဲ့နိုင်ငံတကာအသိုက်အဝန်းကိုကုလဆိုင်ရာမြန်မာတိုင်းအမတ်ကြီးကတောင်းဆိုထားတာဖြစ်ပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့ပေါင်မြို့နယ်မြောက်ပိုင်းကိုဝင်လာတဲ့စစ်တပ်စစ်ကြောင်းကိုခုခံတိုက်ခိုက်ခဲ့ရမှာစစ်သား၅ဦးသေပြီးတော့ဒဏ်ရာရသူများသွားတာကြောင့်စစ်တပ်စစ်ကြောင်းစုခွာထွက်ပြေးတဲ့တရင်ကိုတင်ပြပေးပါမယ်။မကွေတိုင်းပခုတ်ကူခရင်ပေါ့မြုန်နယ်မြောက်ပိုင်းကိုဝင်လာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုခုခံတိုက်ခိုက်ခဲ့ရမှာစစ်သား၅ဦးသေပြီးတော့အများပြားဒဏ်ရာရသွားတာကြောင့်စစ်တပ်စစ်ကြောင်းစုခွာထွက်ပြေးသွားတယ်လို့ပြည်သူတော်လှန်ရေးတပ်ဦး PRF တပ်ဖွဲ့ကထုတ်ပြန်ထားပါတယ်။အော်တိုဘားလ19ရက်နေ့မနက်ပိုင်းကဖြစ်ခဲ့တဲ့တိုက်ပွဲနဲ့ပတ်သက်လို့ PRF တပ်ဖွဲ့ကမနေ့ကအော်တိုဘားလ23ရက်နေ့မှာထုတ်ပြန်လာတာဖြစ်ပါတယ်။ ပေါင်းမြူနယ်မြောက်ပိုင်းကိုအင်အား200ခန်းနဲ့ဝင်လာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုတော်လန်ရေးတပ်တွေပူးပေါင်းတိုက်ခိုက်ခဲ့ရမှာအပြန်အလှန်ပြစ်ခတ်ခဲ့မှုတွေကြောင့်တိုက်ပွဲဟာတနအီနေ့ပါကျမြင့်ခဲ့တယ်လို့သိရပါတယ်။ဒီတိုက်ပွဲမှာစစ်သား9ဦးတေပြီးတော့၈ဦးထက်မနည်းဒဏ်ရာရသွားတာကြောင့်စစ်တပ်စစ်ကြောင်းဟာရှေ့ဆက်မတိုးတော့ပဲတက်ပြန်ဆုတ်သွားတယ်လို့ PRF တပ်ဖွဲ့ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။အရေးစစ်တပ်စစ်ကြောင်းကိုပြည်သူတော်လှန်ရေးတပ်ဦး PRF ပြည်သူ့ဒီမိုကရက်တစ်တပ်တော် PDA ၊ကျောင်းသားလက်ရုံးတပ်တော် SAF ၊ Borderless နဲ့ နဲ့ဒေသပြည်သူကာကွယ်ရေးတပ်ဖွဲ့တွေပူးပေါင်းပြီးတော့ခုခံတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ပြည်သူတော်လှန်ရေးတပ်ဦး PRF အနေနဲ့ပြည်သူလူထုလူချင်းနဲ့အောင်ပွဲတွေရစေဖို့ညီညွတ်ရေးကိုရှေ့ရှုပြီးတော့ဘုံရန်သူတွေကိုအမြင့်ပြတ်ချေမုန်းနိုင်အောင်ဂျိုးပန်းသွားမယ်လို့လည်းပြည်သူတော်လှန်ရေးတပ်ဦး PRF တပ်ဖွဲ့ကကြေညာထားတာဖြစ်ပါတယ်ခင်ဗျာ။အခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းတောက်ကိုခန့်ကပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာ။